ရှင်ဖရာယဟန်တော်တွေအနေဖြင့်တကူပြလို့မရဘူးဆိုတာမှန်ပါသလားတဲ့မှန်ပါတယ်နော်အရှင်ပိန်ဒေါ်လာမထေတကူပြတာကိုအကြောင်းပြုပြီးယဟန်တော်တွေတကူမပြရလို့မြတ်စွာဘုရားကဝီနီးသိက္ခာပုထုတ်ပြန်ထားတဲ့အတွက်ယဟန်တော်တွေတကူပြခွင့်မရှိပါဘူးတကူကလည်း၃မျိုးရှိပါတယ်တကူ၃မျိုးကဘာတွေလဲဆိုရင်၁အိဋ္ဌိပါတိဟာရိယယေရှုမူပြန်၍အမျိုးမျိုးဖန်ဆင်းတော်တကူ နှစ်အာဒေသနာပါတိဟာရိယသူတစ်ပါးဤစိတ်ကိုပြောပြတော်တကူသုံးအနုတာတနေပါတိဟာရိယတုံတင်ဆုံးမတော်တကူတို့ဖြစ်ပါတယ်ဖော်ပြပါတကူသုံးမျိုးထဲမှာယဟန်တော်တွေဟာအဋ္ဌိပါတိဟာရိယတကူနဲ့အာဒေသနာပါတိဟာရိယတကူနှစ်မျိုးကို ပြခွင့်မရှိပါဘူးအနုတာတနေပါတိဟာရိယတကူကိုတော့ပြခွင့်ရှိပါတယ်ဘယ်လိုအခြေအနေမှာတော့ပြလို့ရလဲဒါမှမဟုတ်လုံးဝပြလို့မရတာလားဖရာတဲ့ ဒဂါဒဂါမတွေအသက်ဘေးအန္တရာယ်နဲ့ကြုံတွေ့တဲ့အခါမျိုးမှာတကူပြပြီးကယ်တင်မှရမယ်ဆိုရင်တကူပြခွင့်ရှိပါတယ်။ဖះရှင်လက်ထက်တော်အခါကမိသားစုတစုကိုတကူဓမြတွေကတပ်ဖို့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အဲ့ဒီအကြောင်းအရာကိုယဟန်တပါသိတဲ့အခါမှာအိဒီပါတိဟာရိယတကူအဖြစ်စစ်တဲ့အပင်ဖမ်းဆင်းပြီးတကူဓမြတွေကို၆နိုင်၍မိသားစုဝင်တွေကိုတည်တင်ခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာကိုယဟန်တော်အချို့သိတဲ့အခါမှာ ဤယဟန်သည်တကိုးပြတဲ့အတွက်အာဘက်မတင်ဘူးလားဖရာဟု ဖရာရှင်ထံမေးမြန်းလျှောက်ထားတဲ့အခါမှာဖရာရှင်က သူမကယ်ရင်အိမီသားစုတွေတေမာဖြစ်တဲ့အတွက်အာဘက်မတင်ပါဘူးလို့ဖြေကြားတော်မူပါတယ်။ဤလိုအခြေအနေအခါမျိုးမှာဆိုရင်တော့တကိုးပြပြီးကယ်တင်လို့ရပါတယ်။ဖုံဖုံဖရာကတော့ပါနော်တခုလောက်မေးချင်လို့ပါ။မိန်းကလေးတွေက ကိုလက်မတတ်ရင်ဖရာပန်းလဲဖရာတောက်တော်ရေလဲ ဖယားကိစ္စမလုပ်ရဘူးပြောကြလို့ဖြေပေးပါနော်တဲ့အဲ့ဒါကဖယားဟောမဟုတ်ပါဘူးရှေးလူကြီးတွေရဲ့အယူအဆတွေပါနော်ဖယားပန်းလဲတာဖယားစင်မီကတ်တာဖယားတောက်တော်ကြီးကတ်တာတွေဟာကုသိုလ်အလုပ်တွေဖြစ်ပါတယ်ကုသိုလ်ဆိုတာကကုသလဆိုတဲ့ပါဠိကနာတာပါကုဆိုတာကအစိုးတရားကိုပြောတာဖြစ်ပါတယ်တလဆိုတာကဖေရှားဖြစ်စည်းနိုင်တဲ့အရာကိုပြောတာဖြစ်ပါတယ် အစိုးတရားတွေကိုဖယ်ရှားဖြည့်ဆည်းပေးတာကိုပဲကုသလကုသိုလ်လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။အဲဒီလိုအစိုးတရားတွေကိုဖယ်ရှားဖြည့်ဆည်းပေးနိုင်တဲ့ကုသိုလ်အလုပ်ကိုပုံကိုမရွေးနေရာမရွေးအချိန်မရွေးလုပ်ကောင်းပါတယ်။မိမိကကုသိုလ်အလုပ်ကိုလုပ်နေတဲ့အခါမှာအကယ်၍မိမိစိတ်ကမိမိကိုယ်ကိုမတန်ရှင်းဘူးလို့ထင်လာတယ်ဆိုရင်မိမိကိုယ်ကိုတန်ရှင်းသွားအောင်အရင်ဆုံးလုပ်လိုက်ပါ။ပြီးတဲ့အခါမှာကုသိုလ်အလုပ်ကိုလုပ်ပါ။ အဲ့ဒါဆိုရင် စိတ်လဲတန့်ရှင်းမှုဖြစ်သွားပါလိမ့်မယ်။အရှင်ဖေယတပည့်တော်မေးတာနှစ်ခါရှိပါပြီ။ကိုရင်တွေကိုစွမ်းလူတန်းတာကို တချို့လူတွေကလူစရာမရှိဘူးမလူရဘူးပြောပါတယ်ဖေယတဲ့။တစ်ပင်တစ်ပင်စိုက်တဲ့အခါမှာချက်ချင်းအသီးမစားရပါဘူး။နော်။အချိန်ကာလအတိုင်းတာတစ်ခုစောင့်ပြီးမှအသီးစားရပါတယ်။ကုသိုလ်လည်းအဲ့ဒီအတိုင်းပါပဲ။ ကုသိုလ်ရဲ့အကျိုးကိုချက်ချင်းမခံစားရပါဘူး။ဒါကြောင့်လဲဆိုရင်ကုသိုလ်မျိုးစိခြားတုံးမလို့ပဲရှိပါသေးတယ်။ကုသိုလ်မျိုးစိခြားပြီးလို့အချိန်တိုင်းတာတစ်ခုစောင့်ပြီးပြီဆိုရင်ကုသိုလ်ရဲ့အကျိုးကိုတော့ခံစားရမှာဖြစ်ပါတယ်။ယခုစွမ်းလူတန်းနေစဉ်ကာလဟာကုသိုလ်မျိုးစိစိုက်ပျိုးနေတဲ့အချိန်ဖြစ်တာကြောင့်အကျိုးတရားကိုတော့ချက်ချင်းခံစားရမှာမဟုတ်ပါဘူး။နော်။ဒါကြောင့်မိမိဘာသာမိမိတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးမှလှူပါ။ ငါဒီဒီအစားစာကိုလှူလိုက်လို့ငါအဲ့အတွက်စားစရာ လုံးဝမရှိဘူးဆိုရင်မှလူလိုတဲ့စန္ဒာရှိပါကမလူပဲနေနိုင်ပါတယ်အဲ့ဒီလိုမှမဟုတ်ပဲဒီဟာကိုလှူလိုက်လို့ငါမှစားစရာရှိပါသေးတယ်ဆိုရင်လေလူလိုတဲ့စန္ဒာရှိပါကလှူနိုင်ပါတယ်မိမိအပေါ်ပဲမူတည်ပါတယ်အရှင်ဖေရတရားတာသနာဆိုတာဘာကို ပြောတာလဲဖေရတဲ့ တရားသာသနာဆိုတာမြတ်စွာဘုရားဤသာသနာတော်အနှစ်9000မှာ2500ကျော်လို့နောက်ထပ်2500ကိုတရားမင်းကဆက်လက်ပြီးထိမ့်သိမ့်လိုက်မယ်ဆိုတဲ့အနေနဲ့တရားသာသနာလို့ပြောဆိုနေခြင်းဖြစ်ပါတယ်။သာသနာဆိုတာကအစုံအမလို့အဓိပ္ပာယ်ရပါတယ်။ဘုရုရဲ့အစုံအမကိုပြောတာလဲဆိုရင်ဖះရှင်ရဲ့အစုံအမကိုပြောတာပါ။ဖះရှင်ရဲ့အစုံအမကိုပြောတာဖြစ်တဲ့အတွက် သာသနာတော်သည်ကြားမဲမပိုင်ပါဘူးဖျားရှင်ပဲပိုင်ပါတယ်အခုဖျားရှင်မရှိတော့ဘူးဆိုတော့ဤသာသနာကိုဘသူတွေပိုင်တယ်လဲဆိုရင်ဖျားရှင်ဤသားတော်များဖြစ်ကြတဲ့ယဟန်တန်ကာများနဲ့ဗုဒ္ဓဘာသာဝင်သူတကားတကမတွေပိုင်ပါတယ်ကြားသာသနာဆိုတာဟာဖျားဟောမှမရှိပါဘူးဖျားဟောမှကြားသာသနာမရှိပါဘဲနဲ့အဘဲကြောင့်ကြားသာသနာလို့ပြောဆိုနေကြတာလဲဆိုရင် ကာဏဇတ်တော်မှာကတ္တပမြတ်စွာဘုရား၏သာသနာနှောင်းပိုင်းကာလလူတွေဟာအကျင့်သီလတွေပြတ်လာတဲ့အတွက်တရားမင်းကမုတ်ဆိုးရောင်ဆောင်မတလိနတ်သားကခွေးနဲ့ကြီးရောင်ဆောင်ပြီးလူတွေကိုတရားဟောပါတယ်အဲ့ဒီလိုတရားဟောတဲ့အတွက်လူတွေဟာအမြင်မှန်ရပြီးကုသိုလ်ကောင်းမှုတွေပြန်ပြီးလှုပ်လာကြတယ်လို့ဆိုပါတယ်အဲ့ဒါကိုထောက်ဆ၍တရားမင်းဟာလည်းပဲသာသနာပြုတာဖြစ်တဲ့အတွက်ဤမြတ်စွာဘုရား၏သာသနာနှောင်းပိုင်းကာလမှာ ဗကြားမင်းဟာဤကဲ့သို့သာသနာပြုလိမ့်မယ်ဆိုပြီးလူတွေကမှန်းဆ၍ပြောဆိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ဗကြားသာသနာဆိုတာဟာဖျားဟောမှာမရှိပါဘူး။လူတွေရဲ့မှန်းဆပြောဆိုခြင်းကြောင့်ပေါ်ပေါက်လာတဲ့အရာသာဖြစ်ပါတယ်။ကုသိုလ်အကုသိုလ်ဟာဘဝတိတ်ကို ဖြစ်စေတယ်၊တန်ត្រာကိုလဲစေတယ်ဆိုရင်ကုသိုလ်ရအောင်၊ကုညီပေးနေတဲ့ဆရာတော်တွေမှာအပြည့်ကင်းပါဦးမလားဖျားတဲ့။အကုသိုလ်က တန်တရာကိုလဲစေတယ်ဆိုတဲ့ဇာခါကတော့မှန်ပါတယ်။ကုသိုလ်ကတန်တရာကိုလဲစေတယ်ဆိုတဲ့ဇာခါကိုတော့ချွင်းချက်ထားပြီးပြောရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကုသိုလ်ကောင်းမှုမှာတန်တရာဝိစင်းရဲ့ကလွမြောက်စေနိုင်တဲ့ဝိမု ക്തി ဒါနကောင်းမှုကုသိုလ်လည်းရှိသလိုတန်တရာကိုလဲစေနိုင်တဲ့ဝိဝတ္တဒါနကောင်းမှုကုသိုလ်လည်းရှိလို့ဖြစ်ပါတယ်။ဤကောင်းမှုကြောင့်မဖို့နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို့ဤဆိုတဲ့ရည်ရွယ်ချက်ဖြင့်ပြုတဲ့ကုသိုလ်ကောင်းမှုကိုတော့ဝိမု ക്തി ဒါနကုသိုလ်ကောင်းမှုလို့ခေါ်ပြီးဤကောင်းမှုကြောင့်လူစည်းစိမ်နတ်စည်းစိမ်တွေကိုခံစားရပါလို့ဤဆိုတဲ့ရည်ရွယ်ချက်ဖြင့်ပြုတဲ့ကုသိုလ်ကောင်းမှုကိုတော့ဝိဝတ္တဒါနကုသိုလ်ကောင်းမှုလို့ခေါ်ပါတယ်ဆရာတော်များကသန္တရာကိုလဲစေနိုင်တဲ့ဝိဝတ္တဒါနကောင်းမှုကုသိုလ်အကျိုးတရားကိုဟောပေးရခြင်းရည်ရွယ်ချက်မှာအပေလေးပါးကိုမကြောက်ရွံ့ဖို့အတွက် ဟောပေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်တန်ត្រာကိုလဲစေနိုင်တဲ့ကုသိုလ်ကောင်းမှုဖြစ်သောဝိဝတ္တဒါနကိုဟောပေးတဲ့ဆရာတော်တွေမှာ အပြစ်မရှိဘူးလို့မှတ်သားထားရမှာပဲဖြစ်ပါတယ်။ဖုံဖုံဖေးရမိဘထမိန်အထက်စင်စားကိုလက်မောင်းကိုစီးထားရင်ဘယ်လိုအစွမ်းထက်လဲဖရားတဲ့။မိဘရဲ့ထမိန်အထက်စင်စားကိုလက်မောင်းမှာစီးထားရင်ဘယ်လိုအစွမ်းထက်တယ်ညာလိုအစွမ်းထက်တယ်ဆိုတာကိုတော့ ဖះဟောမှာမရှိပါဘူးမြမသမိုင်းတစ်ခုမှာဖတ်လိုက်ရတာကစစ်သူကြီးဗန္ဒူလာဟာစစ်တိုက်ထွက်တော်မဲ့အခါအမေထမိန်စားကိုငားကြားညှက်သွားတဲ့အတွက်တစ်ဖက်ရန်သူက ပြစ်လိုက်တဲ့လေးတွေလှမ်းတွေဟာကောက်ရိုးမြင်ကဲ့သို့ပျော့ခွေသွားတယ်ဆိုတာကိုတော့ဖတ်ဖူးပါတယ်သို့တော်လည်းပဲသေချိန်တန်တဲ့အခါကျတော့စစ်သူကြီးဗန္ဒူလာဟာတိုက်ပွဲကြပြီးတိုက်ဆုံးခဲ့ရပါတယ်ဒါကြောင့်အမေရဲ့ထမိန်အထက်စင်စားဟာ ဘာစွမ်းတယ်လဲဆိုတဲ့မိကွန်းကိုဖြေရရင်မြမတမိုင်းအင်းရပြောရမယ်ဆိုရင်တော့တစ်ဖက်ရန်သူက ပြစ်လိုက်တဲ့လေးတွေလှမ်းတွေဟာကောက်ရိုးမြင်ကဲ့သို့ပြော့ခွေသွားနိုင်တဲ့အစွမ်းရှိတယ်လို့ပဲပြောကြပါဗျ။